မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ပြည်တွင်းစီးပွားရေးဈေးကွက်မှာအခောက်ရှိတဲ့ကြက်သားကိုငွေကျပ်58သိန်းကျော်အထိစံချိန်တင်ထပ်မံမြင့်တက်သွားပြီးအမေရိကန်ဒေါ်လာကိုမြန်မာငွေ4600နီးပါးအထိရောက်ရှိသွားပြီဆိုပါတယ်ချမ်ပစ်စစ်ကောင်းဆောင်မေအွန်လိုင်းကတူလန်အောက်ခံတိုင်းမှုတွေလက်ယုံတက်ညွန်ကြားရင်မှုဗိုလ်ချုပ်တွေနဲ့ဗိုလ်မှူးကြီးစုစုပေါင်း36ဦးကိုယာတုကနေအနာပေးလိုက်ဒါတွေပြောင်းရွှေ့ဒါတွေလုပ်နေပြီ အဲ့ဒီကဗိုလ်ချုပ်တချို့ကတော့တရားစွဲထောင်ချခံရမှာဖြစ်တယ်ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ပြည်တွင်းစီးပွားရေးဈေးကွက်မှာအခောက်ရှိတဲ့ချက်တောက်ကိုငွေကျပ်58သိန်းကျော်တဲ့အထိစံချိန်တင်ထပ်မံမြင့်တက်သွားပြီးအမေရိကန်ဒေါ်လာကိုမြန်မာငွေ4600နီးပါးအထိရောက်ရှိသွားပြီလို့စီးပွားရေးလုပ်ငန်းရှင်တွေကပြောပါတယ်ဒီကနေ့မေလ29ရက်နေ့မနက်7:00နာရီကျော်လောက်မှာပဲ အမေရိကန်ဒေါ်လာဈေးကိုစပွင့်ကတဲ့ကအမြင့်ဈေးနဲ့စပွင့်တာဖြစ်ပြီးဒေါ်လာကိုမြန်မာငွေ4450နဲ့စပွင့်ရမှာ7မိနစ်အတွင်း4500အထိဈေးခုန်တက်သွားပြီးတဲ့နောက်နေလေပိုင်းမှာတော့4600နီးပါးအထိစံချိန်တင်မြင့်တက်သွားတယ်လို့ရန်ကုန်ငွေလဲတိုင်တူကပြောပါတယ်အဲ့ဒီလိုအမေရိကန်ဒေါ်လာဈေးမြင့်တက်လာမှုကြောင့်တပတ်ကပြည်တွင်းရွှေဈေးနှုန်းဟာလည်းဒီကနေ့နေ့လယ်3နာရီအထိအကောက်ရွှေကြက်သားကိုငွေကြက်58ပေါင်းအထိစံချိန်တင်မြင့်တက်သွားပြီး ဈေးကွက်အခြေအနေမတည်မငြိမ်ဖြစ်နေတယ်လို့လဲရန်ကုန်ရွှေကုန်းတဲ့တူကပြောထားပါတယ်။တစ်ဖက်မှာတော့စစ်ကောင်စီကရွှေဈေးကွက်နဲ့ဒေါ်လာဝယ်ရောင်းအဖြစ်ကြော်စောတဲ့သူတွေကိုလိုက်လံမေးမြန်းခေါ်ဆောင်ဖို့ဆက်သွယ်မှုတွေရှိလာပြီးဖမ်းဆီးမှုတွေပါရှိလာနိုင်တဲ့အတွက်ရွှေကုန်းတဲ့နဲ့ဒေါ်လာဝယ်ရောင်းလုတ်တဲ့သူတွေဟာတိတ်ရှောင်နေကြရတယ်လို့လည်းသိရပါတယ်ခင်ဗျ။တစ်ဖက်မှာတော့အကြမ်းဖက်စစ်ကောင်ဆောင်မင်းအောင်လှိုင်က တူလောက်ခန်းဒိုင်းမှုတွေလယုံတက်ညွန်ကြားရေးမှုဗိုလ်ချုပ်တွေနဲ့ဗိုလ်မှူးကြီးစုစုပေါင်း36ဦးကိုယာဒုကနေအနာပေးလိုက်တာတွေပြောင်းရွှေ့တာတွေလုပ်နေပြီအဲ့ဒီကဗိုလ်ချုပ်တို့ကတော့တရားစွဲဆိုထောင်ချခံရမှာဖြစ်တယ်လို့နေပြီးတော့စစ်ပတ်တင်းရင်းမြစ်နဲ့စီဒီအမ်ဗိုလ်ကြီးဇင်ယောကပြောထားပါတယ်အကြမ်းဖက်မင်းအွန်လိုင်းကနေပြီးတော့တိုင်းမှုဖြစ်တဲ့ဗိုလ်ချုပ်စောတန်းလှိုင်ကိုယာဒုကနေဖယ်ရှားလိုက်ပြီသူ့ရဲ့နေရာမှာကန်ယူဒန်တိုင်းမှုဗိုလ်ချုပ်စိုးမင်းကိုခန့်အပ်လိုက်တယ်ဆိုပါတယ်ဒါအပြင် လက်ယုံတက်ညွန်ကြားရေးမှုဗိုလ်ချုပ်တွေတဲကဗိုလ်ချုပ်တက်အောင်ဗိုလ်ချုပ်ထွန်းထွန်းဦးဗိုလ်ချုပ်ဝင်းလွင်နဲ့တန်ချက်ကရန်နီယာတက်ဖွဲ့ညွန်ကြားရေးမှုဗိုလ်ချုပ်တဦးကိုပါယာဒုကနေဖြုတ်ချပြီးအနာပေးလိုက်တယ်ဆိုပါလေအဲ့ဒီလိုယာဒုကနေဖြုတ်ချခံရပြီးအနာပေးလိုက်တဲ့ဗိုလ်ချုပ်တွေတဲမှာတချို့ဗိုလ်ချုပ်တွေကအကတိအမှုတွေပါပါတဲ့အတွက်ခုံယုံတင်တရားစွဲထောင်ချခံရမှာတွေလည်းရှိတဲ့အပြင်တချို့ဗိုလ်ချုပ်တွေကတော့ဘီဒင်းရေတရားဂိမ်းကနန်းအရာအဖြုတ်ခံရတာတွေလည်းရှိတယ်လို့နေပြီးတော့စစ်ဘက်သတင်းရင်းမြစ်ကပြောထားပါတယ် လက်ရှိအကျန်းဖက်စစ်တပ်ထဲမှာယာဒူးအပြောင်းလဲတွေတော်တော်လုံနေပြီတမမှုနဲ့ဒုတမမှုတွေဟာအပစင်ကွာခြားချက်တွေများလာနေတဲ့အပြင်တင်တန်းချောင်းတွေကနီးပြတွေကိုစစ်ဗျူဟာမှုဒုတမမှုယာဒူးတွေပြောင်းလိုက်တာဟာလေစုစုပေါင်း36ဦးထိရှိနေပြီဒီလိုအပြောင်းလဲတွေကြောင့်တက်တွင်းမညီမျှမှုတွေဖြစ်လာဖို့များတယ်လို့လဲစီဒီယံဘူဂျီဇင်ယောကတုံ့တက်ပြောဆိုထားပါတယ်ခင်ဗျာတဆက်ထဲမှာပဲရှမ်းပြည်နယ်စစ်ကောင်စီအတွင်းရေးမှုစိုင်းတော်ဝင်းဆိုတဲ့သူကို ကြားဖြန့်လုပ်ငန်းတွေနဲ့ဆက်ဆက်မှုကြောင့်ဆိုပြီးစစ်ကောင်စီကဖမ်းဆီးလိုက်ပြန်တယ်လို့ရှမ်းပြည်နယ်ရဲတရင်ရင့်မြစ်ကပြောပါတယ်။မေလ28ရက်နေ့ဖြစ်တဲ့မနေ့ကနေ့လယ်ပိုင်းမှာပဲရှမ်းပြည်နယ်စစ်ကောင်စီအတွင်းရေးမှူးဆိုင်တော်ဝင်းဆိုတဲ့သူကိုစစ်ကောင်စီကဖမ်းဆီးလိုက်ပြီးတဲ့နောက်တရားရုံးမှာချက်ချင်းရမန်ယူပြီးတောင်ကြီးအမှတ်1ရဲစခန်းမှာဖမ်းဆီးထားတယ်ဆိုပါတယ်။အဲ့ဒီရှမ်းပြည်နယ်စစ်ကောင်စီအတွင်းရေးမှူးဖြစ်တဲ့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ဒုတိယညွှန်ကြားရေးမှူးချုပ်စိုင်းတော်ဝင်းဆိုတဲ့သူဖမ်းဆီးခံရမှုကြောင့် ထွေအုပ်ဝန်ထမ်းတွေကတော့ကြောက်ရွံ့ထိတ်လန့်နေကြတယ်လို့လည်းသိရပါတယ်။အဲ့ဒီလိုကြားဖြန့်လုပ်ငန်းတွေနဲ့ဆက်ဆက်မှုကြောင့်ဆိုပြီးစစ်ကောင်စီကဖမ်းဆီးလိုက်တဲ့ရှမ်းပြည်နယ်စစ်ကောင်စီအတွင်ရေးမှူးစိုင်းတော်ဝင်ဆိုတဲ့သူဟာငွေရေးကြေးရေးချဆမှုတွေလူငွေဖောက်ပြန်မှုတွေကြောင့်လဲဌာနတွင်းမှာနာမည်ဆိုးနဲ့ကြော်ကြားသူဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျ။တစ်ဖက်မှာတော့ ရန်ကုန်မန္တလေးအမြန်လက်မိုင်တိုင်အမှတ်144မှာကင်းလှည့်နေတဲ့ရဲကားကိုတော်လန်ရစ်တပ်တွေကကြားပြတ်တိုက်ခိုက်မှုအတွင်းရဲ၃ဦးသေသွားတဲ့အပြင်6ဦးဒဏ်ရာရသွားပြီးရဲကားပါမိလောင်ပျက်စီးသွားတယ်လို့တောင်ငူခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်တရင်ရင်မြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ်။မေလ28ရက်နေ့ဖြစ်တဲ့မနေ့ကမွန်လွဲပိုင်းမှာပဲရန်ကုန်မန္တလေးအမြန်လက်မိုင်တိုင်အမှတ်144မှာကင်းလှည့်နေတဲ့ရဲကားကိုတော်လန်ရစ်တပ်တွေကအသင်ဆောင်ပြီးကြားပြတ်တိုက်ခိုက်ခဲ့တယ်ဆိုပါတယ်။အဲဒီလိုတိုက်ခိုက်မှုအတွင်း ရဲ3ဦးကတော့မျက်စိရှေ့တင်သေကုန်ကြပြီနောက်ထပ်ရဲ6ဦးကဒဏ်ရာတွေရသွားကြတဲ့အပြင်ရဲကပါမိလောင်ပျက်စီးသွားပြီးတဲ့နောက်ဇီးပင်သားနဲ့ဘော်ဒီဂုံးဘက်ကရဲကတွေရောက်လာကြတယ်လို့လဲတောင်ကူခိုင်ပြည်သူကာကွယ်ရေးတပ်မတော်တရင်ရင်မြစ်ကပြောထားပါတယ်ခင်ဗျဒီတခါစကိုင်းတိုင်းဘက်မှာလေရင်မာပင်မြို့အနီးမှာကင်းပုံးဝစ်ဖို့ရောက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုတော်လိုင်းရဲတပ်တွေကကြပြတ်တိုက်ခိုက်ခြင်းမျိုးရမှာ စစ်ကောင်စီတပ်သား6ဦးကတော့အသီးသီးသေကုန်ကြပြန်ပြီလို့ချင်းတွင်တိုနီယာ PDF ရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ်တကိုပြောပါတယ်။မေလ28ရက်နေ့ကပဲရင်းမာပင်မြို့တောင်ဘက်မှာကင်းမုံယူဖို့ရောက်လာတဲ့အချက်ပဲစစ်ကောင်စီတပ်သားတွေကိုတော်လိုင်းရေးတပ်တွေကဖျက်အားပြင်းမိုင်းတွေနဲ့ဖောက်ခွဲပြီးလက်နက်ငယ်တွေနဲ့ပါဝိုင်းဝန်းပစ်ခတ်တိုက်ခတ်ခဲ့တယ်ဆိုပါတယ်။အဲ့ဒီလိုတိုက်ခိုက်မှုတွေအတွင်းစစ်ကောင်စီတပ်သား6ဦးကတော့အသီးသီးသေကုန်ကြပြန်တယ်လို့ ချင်းရင်းတိုနီယာ PDF ရဲ့တာဝန်ရှိသူတူကပြောထားပါတယ်ခင်ဗျာတစ်ဖက်မှာတော့မြမရေးမှာဖီအားပေးအမျက်ထုတ်နေတဲ့တရုတ်နိုင်ငံရဲ့လောက်ရက်တွေရက်တန့်စေဖို့အတွက်မျော်ရည်တဲ့အိန္ဒိချင်းပေါက်ဖော်လှုပ်ရှားမှုကိုစတင်လိုက်တယ်လို့ Defend Myanmar Democracy DMD အဖွဲ့ကထုတ်ပြန်လိုက်ပါတယ်မြမရေးမှာအိန္ဒိချင်းတရုတ်နိုင်ငံကနိလန့်အမျိုးမျိုးနဲ့ဝင်ရောက်ဆွတ်ဖက်ပြီးအမျက်ထုတ်နေမှုတွေကိုဖော်ထုတ်ဖို့နဲ့တံပြန်ကင်တွယ်ဖြည့်ရှင်းနိုင်ဖို့အတွက် မျော်ရည်တဲ့အိန္ဒိချင်းပေါက်ဖော်လှုပ်ရှားမှုကိုစတင်လိုက်တာဖြစ်တယ်လို့ DMD အဖွဲ့ကမေလ28ရက်နေ့ဖြစ်တဲ့မနေ့ကပဲထုတ်ပြန်လိုက်တာပါလက်ရှိမြန်မာပြည်သူတွေရဲ့မျော်ရည်တဲ့အနာဂတ်ကိုနားလေလေးစားအသိမှတ်ပြုပြီးရက်တီပန်ဖို့မှတ်ပါလင်တရုတ်နိုင်ငံကအမြဲတစေထုတ်ပေါ်ပြောဆိုနေတဲ့ငြိမ်းချမ်းတည်ငြိမ်တဲ့အိန္ဒိချင်းနိုင်ငံတစ်ခုဖြစ်လာမယ်ဆိုတာကိုတရုတ်နိုင်ငံရဲ့မြန်မာအရေးမူဝါဒဆုံးဖြတ်နေတဲ့သူတွေကိုအသိပေးဖို့ရည်ရွယ်တာဖြစ်တယ်လို့လည်း DMD အဖွဲ့ကဆိုထားပါတယ်အဲ့ဒီအတွက် မြန်မာပြည်မှာတရုတ်နိုင်ငံရဲ့ဖိအားပေးဝင်ရောက်ဆွတ်ဖက်နေမှုတွေကိုရပ်တန့်နိုင်မှုအတွက်နိုင်ငံတကာအပိုင်းဝိုင်းနဲ့မြန်မာပြည်သူတွေစီရွှေရှင်းထိရောက်တဲ့သတင်းစကားပါလှုပ်ရှားမှုတွေကိုစင်စက်မပြတ်လှုပ်ဆောင်သွားဖို့စီစဉ်ထားပြီးအခုလက်ရှိကြောက်ဖြူရေနက်စိတ်ကန်းစီမံကိန်းနဲ့အထူးစည်းဝါးရေးဇုံနောက်ွယ်မှာဘာတွေရှိနေလဲဆိုတဲ့ခေါင်းစဉ်နဲ့လှုပ်ရှားမှုကိုစတင်လိုက်ပြီးတော့မြန်မာပြည်သူလူထုကိုအမှန်တကယ်ကိုစားပြုတဲ့ဖက်ဒရယ်ဒီမိုကရေစီအခြေခံမူတွေနဲ့အစိုးရတည်းရဲ့ပေါ်ထွက်ထူထောင်နိုင်တဲ့အချိန်အထိ ကြပ်ပြူစီမံဂိမ်းတွေကိုရက်ဆိုင်ထားဖို့နိုင်ငံကအပိုင်းဝိုင်းကိုတောက်ဆိုပါတယ်လို့လဲ DMD အဖွဲ့ကထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရအောင်ခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငံပါ